ယူကရိန်းစစ်အပြည့်ရရင်ရုရှားသဘောတူဖို့အမေရိကန်မျှော်လင့်ရုရှားယူကရိန်းစစ်ပွဲမှာရက်30ကြာ အပြည့်ရဖို့အမေရိကန်ပြည်ထောင်စုကအဆိုပြုထားဝင်ယူကရိန်းအရေးစက်မှုဖော်ပြပြီး G7 ဒီမိုကရေစီနိုင်ငံကြီး9နိုင်ငံဆွေးနွေးဖို့ရှိနေချိန်မှာတမ်မရာဒေါ်နယ်ထရပ်ကအပြည့်ရရေးကရုရှားပေါ်မူတည်နေတယ်လို့မန်လာဆန်နီယန်နေကအင်ရှူတော်မှာပြောပါတယ်ရုရှားစီကအပြစ်ခတ်ရက်စဲရရနိုင်မယ်လို့မျှော်လင့်တယ်လို့တမ်မရာထရပ်ကပြောပါတယ် တကယ်လို့သဘောတူခဲ့ရင်ကြောက်စရာကောင်းအောင်လူတွေအသေးသေးပျက်စီးနေတာပြင်းပြဖို့80ရာခိုင်နှုန်းလောက်ဖြစ်နိုင်မယ်လို့ထင်ကြောင်းပြောပါလိမ့်။ရုရှားရဲ့ကရမလင်နဲ့နော်တမရယုံပြောခွေရဒီမီထရီဘက်ကော့ရဲ့သတင်းထောက်တွေကိုပြောဆိုချက်မှာတော့အမေရိကန်စီးကနေအစိုးပြုချက်နဲ့ပတ်သက်ပြီးရှင်းလင်းတင်ပြချက်ကိုစောင့်ဆိုင်းနေတယ်လို့ဆိုပါတယ်။ယူကရိန်းတမရဘိုလိုဒီမာဆီလမ်စကီကတော့ ဒီအပြစ်ခံရစဲရေးကယူကရိန်းအတွက်လုံခြုံရေးအမခန့်ချက်အပါဝင်သက်ဆိုင်သူအားလုံးနဲ့စစ်ပွဲအဆုံးသတ်ရေးအတွက်အစစ်စစ်အပါဝင်တဲ့အစီအစဉ်ကို အပြည့်အဝပြင်ဆင်နိုင်စေရမယ်လို့ပြောပါတယ်။တချိန်ထဲမှာပဲရုရှားယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့တုံးနေကြရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုကိုရင်ဆိုင်နေရတဲ့ယူကရိန်းကို ကူညီပေးနိုင်ရဲ့အပါဝင်ကိစ္စရပ်တွေကိုဆွေးနွေးဖို့အတွက် G7 ထိပ်တန်းဆက်မှုနိုင်ငံများကနိုင်ငံခြားရေးဝန်ကြီးတွေဟာကနေဒါနိုင်ငံ ကွာပြီးမှအစီအဝေးဖို့ရှိပါတယ်။ဆော်ဒီအာရေဗျနိုင်ငံဂျက်တာမြို့မှာအမေရိကန်နဲ့ယူကရိန်းနိုင်ငံအကြီးအကဲအရာရှိတွေတွေ့ဆုံပြီးနောက်ယူကရိန်းကိုထောက်ထားရေးအချက်လက်တွေမျှဝေမှုနဲ့လုံခြုံရေးအကူအညီတွေပြန်စားဖို့အမေရိကန်ကအဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ယူကရိန်းကလည်း၈နှစ်ရည်နေပါကြာဆွေးနွေးပွဲပြီးနောက်စစ်ပွဲကိုကြာကာလအဖြစ်ရက်30ကြာအပြည့်ခတ်ရက်စဲရင်ချက်ချင်းစတင်နိုင်ဖို့ အမေရိကန်ရဲ့အစိုးပြုချက်ကိုလက်ခံဖို့အသိရှိကြောင်းမတ်လ7ရက်နေ့ကအကြေညာခဲ့ပါတယ်။ဒါပေမဲ့ရုရှားဘက်ကတော့သဆုံးတရားမတုတ်ပြန်သေးပါဘူး။အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုက G7 စီဝဲအတွက်ကနေဒါနိုင်ငံကိုသွားတဲ့ခရီးမှာသတင်းထောက်တွေကိုအမေရိကန်အနေနဲ့ငြင်းငြင်းရေးသဘောတူညီချက်အတွက်လိုလားကြောင်းအကဲဖြတ်ဖို့ရုရှားနဲ့အဆက်အသွယ်အများပြားယူရမယ်လို့ပြောထားပါတယ်။ အခုကျွန်တော်တို့အားလုံးရုရှားရဲ့တုတ်ပြန်မှုကိုစိတ်အားထက်သန်စွာစောင့်မျှော်နေပြီးရန်လိုမှုတွေအားလုံးကိုအဆုံးသတ်ဖို့စဉ်းစားကြဖို့ပြင်းပြင်းထန်ထန်တိုက်တွန်းထားပါတယ်။ဒါမှသာလုပ်ငန်းစဉ်တစ်ခုကိုစတင်နိုင်မှာပါလို့ရူပီယိုကပြောပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။